အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘာလ20ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့တိုင်ဖွန်းမုန်တိုင်း function သတင်းတူအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်တောင်တရုတ်ပင်လယ်မှာမုန်တိုင်း function အကျဉ်းချံများနဲ့ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်လာမယ့်အားကောင်းသောလေပြင်းနဲ့ရေမွန်တို့ရဲ့တက်ရောက်မှုကြောင့်နောက်လာမယ့်9ရက်အော်တိုဘာလ20ရက်မှ26ရက်အတွင်းတနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးအထင်အင့်ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးမှာ9ရက်အတွင်းမိုးရေချိန်9တသမ3လက်မမှ8တသမ9လက်မမွန်ပြည်နယ်မှာ9ရက်အတွင်းမိုးရေချိန်6တသမ3လက်မမှ9တသမ9လက်မရခိုင်ပြည်နယ်တွင်9ရက်အတွင်းမိုးရေချိန်9တသမ3လက်မမှ9တသမ3လက်မအထိရွာသွန်းရရှိနိုင်ပါတယ်မကွေးတိုင်းဒေသကြီးနယ်နေပြည်တော် area အတွင်း9ရက်တွင် မိုးရေချိန်1.6လက်မမှ2.8လက်မအထိမိုးနှဲငယ်သာရွာသွန်းရရှိနိုင်ပါမယ်။အချက်အလက်အဖြစ်ယခုရက်တစ်ပတ်တစ်ပတ်အတွင်းမှာ ုံတိုင်းလေဖိအားနဲ့ရေဝန်များရဲ့တက်ရောက်နိုင်မဲ့အခြေအနေမများနိုင်ပဲမိုးထစ်ချုံရွာပြီးတဲထန်နိုင်တဲ့ area များရှိနိုင်ပေမဲ့အချိန်မကြာနိုင်မိုးရေချိန်များနိုင်မှာမဟုတ်ပါဘူး။နေရာကွက်ကြားခဏခဏမိုးတဲထန်နိုင်တဲ့အခြေအနေရုတ်တရက်လေပြင်းတိုက်ခတ်နိုင်တဲ့အခြေအနေများကိုတော့မပြတ်သတိထားကြစေချင်ပါတယ်။အခုဆက်လက်ပြီးအော်တိုဘာလ20ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီး ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အင့်မှအတိမ်ထူထပ်နေပါတယ်။ထူကြတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းအာကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်ဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညနေထိခန့်မှန်းချက်ကတော့အေယာဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့မုံမီနယ်တို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတိုင်းထွာချက်များအရအေယော်ဒီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထုံးမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း ိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးတွေ့ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လေပြမတော်လှိုင်းနေငယ်မှာလှိုင်းအသင့်တင်ရှိပါမယ်။လှိုင်းမြမမြမကန်းဦးနဲ့တခြားနဲ့ကန်းလွန်ပင်လေပြတို့မှာ၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းကြမြာကတော့တနင်္သာရီတိုင်းဒေသကြီးမှာ မိုးပေါ်လာပါမယ်။နေပြည်တော်နဲ့နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ ရွာရံရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။အခုဆက်လက်ပြီးမြေကြီးအခြေအနေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြေကြီးနားမြို့ရဲ့မြေဟာ6နိုင်ခွဲချိန်တိုင်းထွာကြရအနှုတ်6စင်တီမီတာနှစ်လက်မခန့်ထက်ကြပါဗျ။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်က 25.8 degree celsius ရှိခဲ့ပြီးယနေ့အနိုင်ဆုံးအပူချိန်ကတော့15.2 degree celsius ဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြို့ရဲ့မြေဟာဆိုရင်ရေမှတ်1200 cm တို့ရောက်ရှိဖို့အတွက်650 cm 28ပေခွဲကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်မြေကြီးတက်ကြပုံမှန်အနေထားခန့်မှာရှိနေပါမယ်ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာအီယာဝတီမြေထပ်ပိုင်းမှာမိုးအားအနေငယ်ရှိနေပါတယ်ရန်ဖန်ရန်ခါအီယာဝတီမြေစုံထပ်ပိုင်းမှာနေရာကွက်ကြားမိုးတဲထန်စွာရွာသွန်းခြင်းများကြောင့် မြေကြီးနားမြေကြီးကြာဆင်းနေရမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြေအထက်ပိုင်းမေခမြေနဲ့မလိခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှိမ့်ငယ်ရှိနေပါတယ်။ AR မြေရိုးတစ်လျှောက်နဲ့ချင်းရွှေမြေရိုးတစ်လျှောက်မြေကန်းအနီးမြေနှိမ်ဒေသများနဲ့မြေလူချင်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ။အရာရီမြကြီးကိုမြေပြုနေထိုင်ရှားဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ပထမဦးစွာချင်းတွင်းမြေရဲ့အခြေအနေများကိုတင်ပြပေးသွားပါမယ်။ခန်းဒီမျိုးရဲ့မြေရဲကတော့ဖုန်းဆက်သွယ်မရတဲ့အတွက်မသိရှိရသေးပါဘူးခင်ဗျာ။မုံရမျိုးရဲ့မြေကတော့6နာရီခွဲချိန်တိုင်းထွာကြများရအနှုတ်7စင်တီမီတာ9လမ်းမှခန့်ထက်ကြပါရစေ။ချင်းတွင်းမြေရေအတက်ကြပုံမှန်နေထားခံမှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန်းဒီမျိုးမှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ဟောင်မလင်းမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဖောင်းမြင့်မြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မော်လိုက်မြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကလေးဝါမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းကင်းမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကဏီမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မုံရမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီး ARD မြေကြီးအခြေအနေများကိုတင်ပြပေးပါမယ်။ဗမော်မြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ ရွှေကူမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကတာမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ထီးကြိုင်မြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။တပိတ်ချင်းမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မန္တလေးမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။စကိုင်းမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမှုမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ပခုတ်ကူမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ။ရောင်ဦးမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ချောင်းမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းမှုမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လယ်မြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ပြည်မြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်တာမျိုးမှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ဟင်္ဒရာမျိုးမှာမြေရည်အတက်ကြမရှိရက်တက်နေပြီ ယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာ ပြန်လည်ကြာဆင်းနိုင်ပါတယ်။ဇလုံမြို့မှာမြေကြီးအတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာပြန်လည်ကြာဆင်းနိုင်ပါတယ်။အခုဆက်လက်ပြီးမြန်မာပြည်တို့လားမိုးရေချိန်အခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်အနောက်တောင်မုတ်တုံလေးအားနေခြင်းနဲ့အရှိတောင်အထက်မြင်လေပွေလှိုင်းအပြော့ခြင်းကြောင့်မိုးနဲ့လာပါမယ်။မြန်မာနိုင်ငံတွင်းမှာရှိတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ရှစ်ခုအော်တိုဘာလ20ရက်နေ့ညနေညနေဆောင်နဲ့ညာဦးပိုင်းအချိန် နေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။ကယားပြည်နယ်၊ရှမ်းပြည်နယ်ရှေ့ပိုင်း၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့တန်းနဲ့နေပြည်တော်တို့မှာတာယာပါမယ်။ဆက်လက်ပြီး2025ခုနှစ်အောက်တိုဘာလ20ရက်နေ့မိုးရွာသွန်းမဲ့မြို့နယ်များကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဒေသကြီးအရှေ့တန်းမှာတော့နေတာနေပြီးတော့မင်းလှတာယာဝတီ၊လက်ပဒန်းပေါက်ခေါင်းပေါင်းတယ်အဆိုပါဒေတာများမှာညနေဆောင်မှာရုတ်တရက်မိုးပပရွာပါမယ်။ အရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပသိမ်ကံကြီးတောက်ငပူတော်မြောင်းမြအိမ်မဲလက်ပုတ်တာဝါခဲမတာပေါင်းကွင်းကောက်ပြင်ဆလူနဲ့ဟိုင်းကြီးကျွန်းတို့မှာညနေ2နာရီနောက်ပိုင်းညနေနဲ့ညပိုင်းမှာနေရာကျကျမိုးရွာသွားပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့နေတာပါမယ်။မွန်ပြည်နယ်မှာလည်းနေတာနေပါမယ်။ကရင်ပြည်နယ်မှာလည်းနေတာနေပါမယ်။မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြိုင်ပေါ့ကံကောကြောက်ထုစောင်းနယ်ရေစကြိုးတို့မှာညနေ3နာရီနောက်ပိုင်းမိုးရွာသွားပါမယ်။ မန္တလေးတိုင်းဒေသကြီးတွေမှာရှိတယ်မန္တလေးတကောင်းတပိတ်ချင်းမတရားစင်ကူးနေပြည်တော်လေဝေးတက်ကုံမြင်းမူငဇွန်နဲ့မိုးကုတ်တို့မှာနေ့လယ်တနာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးတွေမှာရှိတယ်စကိုင်းမုံရွာပလဲဝက်လက်ကဏီကလေးမင်းကင်းမော်လိုက်ဖောင်းပြင်းဟုံမလင်းခမ်းပတ်တမူဘုဒ္ဓလင်ကံဘလူကျွန်းလှတစဲရွှေဘူ ဆလင်ကြီးကတာထီးကြိုင်အင်းတော်ကောလင်ရေဦးခင်ဦးချောင်းဦးဒီပဲရင်နဲ့ရင်းမာပင်တို့မှာညနေ2နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့လာရှိုး၊နောင်ချိုး၊နန်းဖက်ကာ၊မပိန်၊မိုးမိတ်၊မူဆယ်၊လောက်ကိုင်း၊မုံကို၊ရွှေလီ၊ကြောင်မဲ၊နောင်ချိုး၊ကွမ်းလုံနဲ့ကော့ခိုင်တို့မှာနေ့လယ်12နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ရခိုင်ပြည်နယ်မှာနေတာပါမယ်။ ကချင်ပြည်နယ်တွင်းမှာရှိတဲ့ပန်းဝါလိုင်စာရွှေကူပမော်ဝိုင်းမော်မြကြီးနာတာလောကြီးချီပွေမိုးညင်းနဲ့မိုင်းကာတို့မှာနေ့လယ်တနားရီနောက်ပိုင်းမိုးရွာသွားပါမယ်။တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့တနင်္သာရီရေဖြူတဝဲတရချောင်းဘိတ်ကော့တောင်းခမောက်ကြီးပလောပလောက်နဲ့မောင်းမကန်တို့မှာနေ့လယ်၁၂နာရီနောက်ပိုင်းမိုးရွာသွားပါမယ်။ ကယားပြည်နယ်အတွင်းမှာတော့နေတာနေပါမယ်။ချင်းပြည်နယ်အတွင်းမှာရှိတဲ့ဟာခာမင်းတက်ဖလန်စမီပလောဝနဲ့ထန်တလန်တို့မှာညနေနဲ့ညပိုင်းမှာမိုးရွာသွန်းနိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါသည်ခင်ဗျာ။